အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ကျွန်တော် football and life ကြည့်ရမှာမဟုတ်ဘူးဗျဒီတစ်ခါတော့ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ရဲ့ညီကိုရင်းနဲ့အတူဒါကျွန်တော်တို့ campaign လေးတစ်ခုကျွန်တော်ရဲ့ဒါကျွန်တော်ကျွန်တော်လက်ရှိမှာဒါ WSM ကညီလေးတယောက်ကျွန်တော်ဒါ idea ပေးရတဲ့ကြောင့်မလား youth sport media ညီလေးတယောက် idea ပေးရတဲ့ဒီဗီဒီယိုလုပ်ဖြစ်တာဖြစ်တယ်ဒီဗီဒီယိုတခြားတော့မဟုတ်ဘူးဗျလက်ရှိမှာကျွန်တော်ဒါငွေအားဖြစ်မကူနိုင်တဲ့အနေအထားမှာဒါကျွန်တော် survivor guild ဖြစ်နေလူတွေရှိတယ်အဲ့တော့ကျွန်တော်နေဒီလက်ရှိမှာဒါကျွန်တော် ညီလေးတရားဒါကျွန်တော်တို့ YSN ညီလေးတို့ကိုတေးပြီးတော့ကျွန်တော်တို့ဒါ K-pop တို့မူတာကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုတွန်းတင်လို့ရမယ်ဆိုရင်တင်ကြည့်အောင်ဆိုကျွန်တော်ဒီဒီဗီဒီယိုကိုကျွန်တော်ဖန်တီးလိုက်တာဖြစ်တယ်။ဒီနေ့ကျွန်တော်ပထမတော့အင်္ဂလိပ်စကားပြောဘာညာဖန်တီးမယ်ဆိုရင်ဒီဗီဒီယိုကပို့ပြီးတော့ဒါကျွန်တော်တို့လက်ရှိပို့ပြီးတော့အစဉ်ပြေမဲ့ဗီဒီယိုတစ်ခုလို့ကျွန်တော်တို့ကျွန်တော်သတ်မှတ်တယ်။ဒီဗီဒီယိုကကျွန်တော်တခြားဗီဒီယိုမဟုတ်ကျွန်တော်လက်ရှိဒါကျွန်တော်တို့ဘောလုံးနဲ့ပတ်သက်တဲ့ industry တွေကညီကူတွေကိုကျွန်တော်လက်ရှိမှာအကူအညီတောင်းတတာဖြစ်ပါတယ်။ ဒီဗီဒီယိုကညီကိုတွေဒါကြည့်တဲ့လူတွေတိုင်းကျွန်တော်ဒါခွန်အားဖြစ်စေမယ်။ဒါကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ညီကိုတွေဘာတွေလုပ်ပေးနိုင်မလဲ။ဒါလက်ရှိမှာဒါ survivor guild ဖြစ်နေတဲ့ညီတွေဒီဗီဒီယိုလေးကြည့်ုံနဲ့ဒီကျွန်တော်တို့ဘယ်နေရာကကူညီနိုင်မလဲ။ကျွန်တော်ဒါငွေအားဖြစ်မကူညီတဲ့လက်ရှိမှာဒါကျွန်တော်တို့ one day နေလူတွေရှိဒီဗီဒီယိုလေးကိုကြည့်ပြီးကူညီနိုင်မယ့်အနေအထားတွေအများကြီးရှိပါတယ်။လက်ရှိမှာဒါကျွန်တော် football industry ဘောလုံး industry ကလူတွေကဒီနေရာမှာဒါကျွန်တော်တို့အမြဲတမ်းလူလူဒါကျွန်တော်ဆက်ဆက်တမန်ကူညီနေကြတဲ့လူတွေပါကြီးပါပဲ။ တကယ်ကိုကျွန်တော်အများကြီးအများကြီးကျေးဇူးတင်ပါတယ်ဒီနေရာမှာကျွန်တော်တင်ပြောချင်ပါတယ်အဲ့တော့ဒီနေရာမှာနောက်တစ်ခုပြောချင်တာဒီ campaign ကအကဲဒါခုနက YouTube က Facebook ကနှစ်ခုလုံးတင်ပါဖြစ်ပါတယ် Facebook က YouTube ရရတဲ့ဝင်ငွေရဲ့နောက်ထပ်နှစ်ဆပေါင်းပြီးကျွန်တော်ပို့ပြီးလှူမှာဖြစ်ပါတယ်ဥပမာလက်ရှိမှာ Facebook နဲ့ YouTube ပေါင်းပြီးတော့ဒေါ်လာ100ဒီဗီဒီယိုကရရတယ်ဆိုနောက်ထပ်နှစ်ဆဖြစ်တဲ့200ကိုပေါင်းပြီးတော့ total အားဖြင့်ကျွန်တော်300လှူမှာဖြစ်အခုလက်ရှိအချိန်မှာကျွန်တော်လှူနေတာဖြစ်ပေမဲ့လက်ရှိအချိန်မှာဒါကျွန်တော်တို့ဗီဒီယိုလေးကြည့်ပြီးလှူလို့ရအောင်ဒါကျွန်တော် K-pop ပါတယ်ဒါတစ်ချိန်က K-pop ဗီဒီယိုတွေကိုတွန်းတင်ခဲ့လို့လက်ရှိမှာကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်တွန်းကျင်ပါတယ်ဒီလိုပုံစံမျိုးကျွန်တော်ဒါတတ်နိုင် င်တဲ့ဘက်ကကျွန်တော်တို့ကငွေအားကြီးပဲမှုပဲနဲ့တက်နိုင်တဲ့လူတွေလည်းဒါကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေကူညီနေတာကျွန်တော်စဉ်းစားပြထားခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့နည်းနည်းလေးတော့ရှည်တယ်ဒါပေမဲ့ကြည့်ရကြိုးနှက်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ညီကိုရဲ့စကားအသံလေးတွေကိုကျွန်တော်နည်းနည်းလေးနှောက်လိုက်အောင်ဗျအားလုံးပဲမင်္ဂလာပါညီကိုတို့ဆိုတော့လက်ရှိကျွန်တော်တို့ခက်ခဲနေတဲ့အချိန်ငလျင်တန်ကြောင့်အရာရာကျွန်တော်တို့ဒါဒုက္ခရောက်ခက်ခဲမှုတွေကြုံနေရတဲ့အချိန်မှာမင်္ဂလာပါလို့ပြောရတာကတော့တိတ်တော့ဒီဘယ်လိုပြောမလဲကိုင်ကြီးတဲ့အရာတော့မဟုတ်ဘူးပေါ့လေတိုးတိုးလည်းပဲ အကယ်လို့ညီကိုတို့တွေတွေကဘသူပဲဖြစ်ဖြစ်ပေါ့နော်ခက်ခဲတဲ့ကာလာတွေကိုရင်ဆိုင်နေရတာပဲဖြစ်ဖြစ်ငလျင်တန်တင့်တို့ကျွန်တော်တို့ကအားအလုံးအစမပြေဖြစ်နေတဲ့ညီကိုတွေပဲဖြစ်ဖြစ်ကျေးဇူးပြုပြီးတော့တောင်းခံပေးထားကြပါအောင်လို့ကျွန်တော်တို့ကမေတ္တာရပ်ခံပါတယ်သူတို့ပင်တော့ဟိုအဲ့ဒီတန်ကိုမတင်ကားတဲ့ညီကိုတွေအနေနဲ့လည်းတက်နိုင်ခြင်းများဆိုလို့ဟိုတက်နိုင်စွမ်းနဲ့ပေါ့နော်အဖက်ဖက်ကကူညီကိုကျူးပန်းနေကြတယ်ဆိုတော့ကျွန်တော်တို့လည်းပဲတို့ဘလုံးရဝန်းကညီကိုတွေအနေနဲ့လည်းတက်နိုင်ခြင်းများဆိုလို့ပေါ့နော်ငွေအင်အားဖြင့်ငွေအင်အား ပြီးတော့ကျွန်တော်လူဝင်အားဖြင့်လူဝင်အားဒါသွားပြီးတော့အဲ့မှာရှိတဲ့ညီကိုတွေဆိုလို့ရှိရင်ကုညီထောက်ပံ့နေရလေတဲ့ကျွန်တော်တွေ့ရတယ်ငွေရအားနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ရှိရတယ်ဆိုလို့ရှိရင်လည်းဒီဘက်မှာအတူတူသာပြောရမလဲဒီလူငွေတွေပါတွေကောက်ခံပြီးတော့ပို့ပေးနေကြတဲ့ညီကိုတွေလေးကျွန်တော်ရှိရပါတော့ဆိုတော့ကျွန်တော်တို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့လည်းကြာတိရဲ့ညီကိုတွေစီကနေပြီးတော့အချင်းချင်းချိတ်ဆက်ပြီးတော့ဒါအကူကြီးအကောင်းဆုံးပေးနိုင်ဖို့ကျွန်တော်ဒါကြိုးပမ်းနေတယ်။ဒါပြင်တချို့ဒါငွေအားလေးနည်းနည်းပါးပါဝန်းဝန်းထားတာမျိုးလည်းကျွန်တော်ရှိသလိုဒီချက်ပို့ပြီးတော့ ဒါလိုအပ်တာတွေကို ထောက်ပံ့နိုင်ဖို့အတွက်လည်းကျွန်တော်တို့ဒီအစုလိုက်အပြုံလိုက်အလူငွေတွေကောက်ခံပြီးတော့ဗောနော်ကျွန်တော်တို့ဒါကျူးပန်းနေကြတာတွေလည်းကျွန်တော်ရှိပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ဗောနော်ကျွန်တော်တို့ပြောရတာလွယ်တယ်လို့တော့မထင်စေချင်ပါဘူးတော်တော်လည်းပဲတန်တန်နေများဆိုလိုခက်ခဲမှုတွေရှိနေတယ်ဆိုလို့ချင်း ဒါကျေးဇူးပြုပြီးတော့တောင်းခံပေးထားကြပါအောင်အတန်နိုင်ဆုံးဆိုလို့ကျွန်တော်ဒါဒီပံပိုးပြီးဝေးကျွန်တော်ချိုးပန်းနေကြတာလေးလည်းကျွန်တော်ရှိရေပေါ့နော်ဆိုတော့ကျွန်တော်တို့ပံပိုးကူညီနိုင်တဲ့ညီကိုတွေအနေနဲ့လည်းထပ်ပါတော့ဗျာကျွန်တော်တို့ဟိုလူကိုယ်တိုင်သွားလို့ရတယ်ဆိုလို့ရှိရင်လည်းလူကိုယ်တိုင်သွားပြီးတော့တတ်နိုင်နေမြဒါကူညီတာလေးကျွန်တော်တို့ပြုလုပ်ဖို့တောင်းဆိုရေပေါ့နော်ဒါအလှငွေအင်အားပဲတတ်နိုင်နေဆိုတဲ့ညီကိုတွေနည်းနည်းလေဘယ်မှာပဲဖြစ်ဖြစ်ပြအခုဆိုလို့ရှိရင်ကျွန်တော်တို့နေအရာအလုံးကလွယ်ကူနေပြီ ထိုင်းမှာရှိလဲကျွန်တော်ငွေလွှဲလို့ရတယ်เนาะဂျပန်မှာရှိလဲငွေလွှဲလို့ရတယ်ဆိုတော့ပြလို့ရှိရင်ငွေလွှဲလက်ခံတဲ့အကောင့်တွေလည်းကျွန်တော်ရှိကြတယ်ဗောနော်အလှူငွေလက်ခံတဲ့သူတွေလည်းရှိကြတယ်ဆိုတော့ဟိုလှူဖို့တန်းဖို့အတွက်နည်းဒီဖြစ်စီများဒီဖြစ်စီကျွန်တော်တို့တိတ်ပဓာနာမထားဘဲနဲ့တတ်နိုင်တဲ့ဘက်ကနေပြီးတော့အဆအစရေရာကူညီပေးဖို့အတွက်ကျွန်တော်တို့တိုက်တွန်းနေဗောနော် ဟိုကိုထက်ကိုခက်ခဲတယ်ဆိုတာမျိုးကကိုထက်ပူပြီးတော့ခက်ခဲတဲ့သူတွေနဲ့ရှင်လိုက်လို့ရှိရင်ကျွန်တော်တို့ဘာမှမဟမဆန်သာတော့ဘူးဗျာဆိုတော့ခါကျတော့ကျွန်တော်တို့ဒါ100အတန်းကြီး100 200တက်နေပြီ200ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒါအမောင်းပမာဏကိုအဓိကမဟုတ်ဘဲနဲ့ကျွန်တော်တို့ကူညီပေးကြပါအောင်အကယ်လို့ကြားထဲမှာဘာမှကူညီပေးနိုင်တာမျိုးမရှိဘူးဆိုလို့ရှိရင်လည်းပဲ Facebook မှာယုံကြည်ရတဲ့ခိုင်မာတဲ့ information တွေကျွန်တော်တို့ share ပေးတာတွေအကူအညီလက်ခံတဲ့သူတွေက live moderator ရဲ့ info တွေကို share ပေးတာတွေနဲ့ ကျွန်တော်တို့ကတော့အခြေဆက်တွေပါရင်လုံရင်းနဲ့ကျွန်တော်သားကူညီလို့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့ငလျင်တန်းကိုတိတ်ပြီးတော့ထိရောက်မှုဒါခံစားမှုမရှိလိုက်တဲ့ညီကိုတွေဘက်ကနေပြီးတော့ဒါကျွန်တော်တို့အနေနဲ့ဒါတောင်းဆိုတာပေါ့နော်ကူညီနိုင်တာလေးတွေကျွန်တော်သားကူညီပေးဖို့အတွက်ဆိုတော့အကယ်လို့ညီကိုတို့အနေနဲ့အခုလက်ရှိမှာခက်ခဲမှုတွေကြုံနေရတယ် ်အလဲရှိမှာအရာအလုံးပေါ့နော်အဆင်မပြေဖြစ်နေတယ်ဆိုလို့ရှိရင်ဒါလှူမဲ့တမ်းမဲ့သူတွေကုညီမဲ့သူတွေတောက်ချောက်လာနေပါပြီအခုလည်းပဲကုညီနေကြတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့အထက်နိုင်ဆုံးကျွန်တော်တို့ဒါအာတင်ထားပြီးပါလို့ကျွန်တော်ပေါ့နော်တောင်းဆိုပါတယ်ဒီတဲ့ပို့ပြီးတော့အရာအလုံးအမြန်ဆုံးအဆင်ပြေဖို့လေကျွန်တော်တို့သာဆူတောင်းပေးနေပါတယ်။ဆောင်းရှုံးလိုက်ရတဲ့မိသားစုဝင်တယောက်ချင်းစီတိုင်းအတွက်ဝမ်းမြေကြေကွဲရကြောင်းကျွန်တော်တို့အရင်ဦးစွာပြောကြားလိုပါတယ်ခင်ဗျာ။ဒီငလင်အတန်းကြောင့် သက်အိုးအိမ်စီစဉ်ဥစ္စာမျက်နှာတို့ပြီးအားလုံးနဲ့အတူကျွန်တော်တို့အတူတူရှိနေပါတယ်ဒီနိုင်ငံမှာဘေးပေါင်းများစွာတည်းရပဲနောက်ထပ်တဘေးဖြစ်တဲ့ဒီငလျင်ဘေးကိုရှင်ဆိုင်ကြော်ဖြတ်ဖို့ပြန်လည်ထူထောင်ဖို့ကျွန်တော်တို့ထပ်ပြီးတော့ဖိကိုရအောင်ပါကျွန်တော်တို့နိုင်ငံကနိုင်အကြီးကြီးဖြစ်နေပါတယ်အဲ့တော့ social media ပေါ်မှာအရေးကြီးတဲ့သတင်းစစ်ဆေးမှုကိုအနှောက်အယှက်ဖြစ်စေနိုင်မဲ့အရာမှန်သမျှကိုရှောင်ပေးပါလက်ကမ်းမဲ့လူတွေ၊ကုမဲ့လူတွေ၊လှူမဲ့လူတွေကလည်းအခုချိန်မှာလူလိန်တွေ၊ page တွေ ပေါ်နေတာဖြစ်တဲ့အတွက်ကိုဒုက္ခရောက်နေတဲ့နေရာတွေစီကိုဒီလူမဲ့ငွေကြေးတွေစီစဉ်နိုင်ဖို့ကိုအထူးခွင့်ပြုပြုစီစဉ်ပေးကြပါအဲနောက်ဆုံးပြောကြလို့ကတော့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားတွေဟာဒီငလျင်ဘေးသင့်ပြည်သူတွေနဲ့အတူထပ်တူရှိနေပါတယ်ကျွန်တော်တို့ဘလုံးရံဝမ်းရလည်းတတ်နိုင်သလောက်ကုညီလျက်ရှိနေပြီးတော့ထပ်ပြီးကုညီဖို့လည်းအဆင်သင့်ရှိနေတဲ့အကြောင်းအားပေးစကားပြောလိုက်ရပါတယ်ခင်ဗျာ you will never walk alone ပေါ့နော် ဘာလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်တန်းချောင်းထိခိုက်ပျက်စီးမှုများနဲ့လာဆုံးရှုံးမှုများဝန်ရေးဖော်ရဖြစ်ရများအတွက်ကာယကံရှင်များနဲ့တူထပ်တူစေမကောင်းဖြစ်ရပါလိမ့်ခင်ဗျာအခုလိုကြုံတွေ့နေရတဲ့အခက်အခဲများကိုအကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါလိမ့်လုံးဝလည်းစိတ်တမကြပါနဲ့ခင်ဗျာကျွန်တော်တို့တွေအနေနဲ့ကလည်းနိုင်ရဝင်ထမ်းပြီးတော့ကိုညီဖို့ ကြိုးစားပါမယ်ခင်ဗျာအားလုံးပဲအားတင်းထားကြပါကျွန်တော်ကတော့ let's it for page ကကိုထုတ်ပါအခုခန်းစားနေရတဲ့ငလင်ဘေးတင်ဒေတာတွေမှာဆိုလို့ရှိရင်တော့ဒီစကိုင်းဘက်မှာဆိုလဲပျက်စီးမှုတွေအများကြီးရှိခဲ့တယ်မန်လေးဘက်မှာရော ပြီးတော့ဒီရန်ကုန်မှာလည်းတချို့နေရာတွေခံစားမှုရှိခဲ့ပေါ့လေအဲ့တော့ဒီကိစ္စတွေဖြစ်သွားပြီးနောက်ပိုင်းမှာကျွန်တော်တို့ဘောလုံး community တခုလုံးကညီကုံမောင်နှမတွေမှာတူညီသောစိတ်ဓာတ်တစ်ခုရှိတယ်အဲ့ဒါကိုတက်နိုင်တဲ့ကိုရှိထားတဲ့ follower နဲ့အလူငွေကောက်ခံပြီးတော့မြေပြင်အဖွဲ့တွေစီကိုပေးပို့ဖို့ကြိုးစားပေါ့လေကျွန်တော်ဆိုလို့ရှိရင်ဒီ Lessif Football ကညီကုံမောင်နှမတချို့နဲ့ပူးပေါင်းပြီးတော့အလူငွေကောက်ခံတာတချို့ရှိတယ်လက်ထဲမှာလည်းအခုရနေပြီမနေ့ကညဆိုလဲစကိုင်းပကူသွားတဲ့ ညီကိုမောင်နှမတချို့စီကိုဒါမြေပြင်ကအဖွဲ့တွေပေါ့လေကျွန်တော်တို့လှူဒန်းခဲ့တာတချို့ရှိပါတယ်အဲ့အတွက်မြေပြင်မှာငလင်းတန်တကယ်ခံစားခဲ့ရတဲ့မြေသူမဆိုးစိတ်အားငယ်မနေပါနဲ့တက်နိုင်တဲ့လောက်ကျွန်တော်တို့ရှိပါတယ်အားတင်းထားကြပါတက်နိုင်တဲ့လောက်ကျွန်တော်တို့ ညီကိုမောင်နှမရဲ့နာမှာအတူတူရှိပါတယ်။ပျက်စီးသွားတဲ့ဆွေမျိုးသားချင်းတွေကိုပျက်စီးဆုံးရှုံးသွားတဲ့အသက်တွေကိုပျက်စီးဆုံးရှုံးသွားတဲ့အိုးအိတ်တိုက်တာတွေကိုတမိုင်းဝင်အဝင်နှစ်တွေအများကြီးမြန်မာနိုင်ငံမှာရှိနေပါတယ်။ထိုင်းကညီကိုမောင်နှမတွေကတော့ဒါအစိုးရတရဲအောက်မှာအစဉ်ပြေသေးရဆိုပေမဲ့မြန်မာနိုင်ငံမှာဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်ကူမပဲရမှာပေါ့လေ။အဲ့တော့ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိပါတယ်။တက်နိုင်သလောက် ဒါကျွန်တော်လည်းမြေပြင်ကိုတကယ်သွားတဲ့အဖွဲလေးစီကိုကျွန်တော်တို့ကောက်ခံထားတဲ့လူတွေတွေကိုပံ့ပိုးပေးဖို့လုပ်နေပါတယ်။ဒီနေရာမှာကျွန်တော်တို့ဘောလုံး community ကညီကိုမောင်မတွေဒီဘောလုံးနဲ့ပတ်သက်ပြီးတင်ဆက်တဲ့သူတွေအားလုံးကလည်းဒီချိန်မှာတည်င်းကြီးအားလုံးကိုရက်ပြီးတော့ဒါကိုပဲဦးစားပေးပြီးလုပ်နေပါတယ်။ကျွန်တော်ဆိုလည်းမနေ့ရောဒီနေ့ရောနှစ်ရက်လူတွေကောက်ခံထားပြီးတော့ရားတဲ့အဥ္စာကိုဒီငွေ transfer limit မထီးတဲ့ဟာမှတ်တများအကုန်လုံးတောက်လျှောက်ကိုလွှဲပြီးပြောင်းပြီးပံ့ပိုးမှုတွေလုပ်နေပါလေ။အဲ့တော့မြေပြင်မှာခံစားနေရတဲ့မိသူမစိုးအားမငယ်ပါနဲ့ကျွန်တော်တို့ရှိပါတယ်။ ျွန်တော်ဝိုင်းပြီးတက်နိုင်သလောက်ကူညီသွားပါမယ်ဒီအချိန်မှာအားလုံးကကျွန်တော်နဲ့တသားတဲ့ဒီမြန်မာနိုင်ငံကြီးကိုမော်မားတွေကိုကူညီမယ်လို့လည်းယုံကြည်ထားပါတယ်အဲ့တော့ဒီဗီဒီယိုလေးကလည်း အားလုံးကိုစိတ်ခွန်အားပေးကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခက်ခဲရည်ကနေကြော်ဖြတ်နိုင်မလို့ယုံကြည်ပါတယ်2024တုန်းကလည်းကျွန်တော်တို့ရေဘေးကိုကျွန်တော်ညီကိုမောင်နှမတွေနဲ့အတူတူကြော်ဖြတ်ခဲ့ပြီးပြီအဲ့တုန်းကလည်းဆုံရှုံခဲ့ရတဲ့ချို့ရှိရဆိုပေမဲ့ကျွန်တော်အလှငွေတွေဒါပံ့ပိုးပေးနိုင်ခဲ့တယ်တချို့လည်းဒီနေသားနဲ့အကုန်လုံးပြန်လာနိုင်ခဲ့တယ်အခုငလျင်ဘေးကိုဒီ2025မှာကျုံနေဆိုပေမဲ့ဒါကိုလည်းကာလတစ်ခုကြာတဲ့အခါအားလုံးကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ထားပါတယ်မြန်မာနိုင်ငံအလဲပိုင်းကိုဖိုးဖိုးပြုတ်ပြီးတော့လှုပ်ခတ်သွားခဲ့တဲ့အခုငလျင်ဟာကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာအကြီးမားဆုံးသောသဘာဝဘေးအန္တရာယ်တွေကတစ်ခုဖြစ်ပါတယ်။ဒီသဘာဝဘေးအန္တရာယ်ကိုကိုယ်တိုင်ကိုယ်ကျခံစားနေရတဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေအတွက်အခုအချိန်ထိဘေးကင်းနေစေဖြစ်နေတဲ့သူတွေအနေနဲ့လှုံ့ဆော်နိုင်တာတွေရှိပါတယ်။အရာတွေကတော့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုသတင်းစကားအမှားတွေကိုမဖြန့်ဝေမိဖို့ပါပဲ။တခါတလေမှကျွန်တော်တို့ဟာစိုးရင်စိတ်အယံများနေတဲ့အခါမှာရရှိလာတဲ့သတင်းအချက်အလက်တခုကိုမှန်ဤမှားဤမခွဲခြားနိုင်တော့ဘဲနဲ့ပြန်လည်မျှဝေတတ်တာမျိုးတွေရှိပါတယ်။ဒါက ခက်ခဲနေတဲ့အခြေအနေကိုပုံမခက်ခဲစေပါတယ်။သက်ဆိုင်ရာပညာရှင်တွေရဲ့ထုတ်ပြန်မှုကိုပဲတည်တည်ချာချာကြည့်ပြီးတော့ကိုယ်ပတ်ဝန်းကျင်ကိုတန်တန်သလောက်အကူအညီပေးဖို့အတွက်ကြိုးစားစေချင်ပါတယ်။တလက်စာရဲမြစ်တာရက်ခန့်ချင်တာကအခုနောက်ပိုင်းဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ဝင်ငွေရှာနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်အချို့သောညံအမျောမြင်တော်တော်လေးနေပါပြီးတော့စိတ်နှလုံးသားမရှိတဲ့လူတွေဟာဒီအခွင့်အရေးပေါ်မူတည်ပြီးတော့ engagement farming တွေလုပ်ကြပါတယ်တော်တော်လေးမကောင်းတဲ့ကိစ္စပါဒီ engagement ကရတဲ့ပတ်စံကဘယ်လောက်ရှိမှာမလို့လဲဗျာဆိုတော့မလုပ်သင့်တဲ့အလုပ်ကိုလုံးဝမလုပ်ဖို့အတွက်ကျွန်တော်မေတ္တာရက်ခံပါတယ်အခက်အခဲတွေအကုန်လုံးကိုတစ်ခုပြီးတစ်ခုအောင်အောင်မြင်ကျော်ဖြတ်လာနိုင်တဲ့ကျွန်တော်တွေဟာဒီတစ်ချိန်ကိုလည်းကောင်းမွန်စွာကျော်ဖြတ်နိုင်အောင်မယ်ဆိုတာကိုလည်းအားလုံးမေ့မနေအောင်ကျွန်တော်ကတတိပေးပြပါစီ အားလုံးပဲမင်္ဂလာပါလို့ဒီတစ်ချိန်မှာကျွန်တော်မနှုတ်ဆက်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးသိပြီးတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ match လ28ရက်နေ့ကကျွန်တော်တို့ဒါမြန်မာပြည်သူပြည်သားတွေရဲ့အထူးသဖြင့်ကျွန်တော်တို့ဒါမြန်မာပြည်အလဲပိုင်းကကျွန်တော်ရဲ့ညီကိုမောင်နှမတွေဒါအတိတ်ကခံစားခဲ့ရတဲ့လင်းကပ်ပီးဆိုပြီးကျွန်တော်တို့ဖြစ်ခဲ့တယ်ဗောနော်ဆိုတော့အားလုံးရဲ့ တကယ်ကိုဝမ်းနေစရာအဖြစ်ပြက်ဒီပြည့်နှက်ခဲ့တဲ့ကျွန်တော်တို့တကယ်ကိုမင်္ဂလာမရှိခဲ့တဲ့ဤရတရက်လို့ကျွန်တော်တို့ဒါပြောရမှာဖြစ်ပါတယ်ဆိုတော့အားလုံးလည်းထိခိုက်ခံစားခဲ့ရတဲ့လူတွေရှိရဲအာမိသားစုနဲ့ခွဲခဲ့ရတဲ့လူတွေရှိရဲပေါ့နော်အဲ့တော့အဘက်ဘက်ကနင်နာခဲ့ကြတဲ့လူတွေအကုန်လုံးကိုအာတကယ်ပဲကျွန်တော်တို့စိတ်မကောင်း ဖြစ်မိပါတယ်တကယ်ဟိုရင်ထဲမှာခံစားရပါတယ်ဆိုတော့အာကျွန်တော်တို့မှာအာဒီအခြေအနေတစ်ခုကနေပြီးတော့အာပြန်ထဖို့အတွက်ပေါ့နော်ပြန်ထဖို့အတွက်နေ့ရက်တစ်ရက်ကိုရောက်လာဦးမယ်လို့ယုံကြည်ပါတယ်ဆိုတော့အားလုံးပဲဒီလိုခဲတဲ့နေ့ရက်တွေကိုရှင်းဆိုင်နေရတယ်ဆိုတာအာကျွန်တော်တို့နားလဲပါတယ်ဆိုတော့အားလုံးပဲရှေ့ဆက်ပြီးတော့ကျွန်တော်တို့အာနေ့ရက်တွေအတွက်အားတင်းထားပါ ကျွန်တော်တို့လည်းတန်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကုညီနေသလိုတရက်မှလည်းကျွန်တော်တို့ရောင်းဒီပြန်ရောက်မဲ့နေရက်တရက်ကိုကျွန်တော်တို့ပြန်ရောက်မှာပါအားလုံးပဲ fighting မှာဆိုတော့ကျွန်တော်တို့ဒီဘောလုံးအတိုင်းဝိုင်းတစ်ခုကလည်းအားလုံးနဲ့အတူတူကျွန်တော်တို့ရှိနေရဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာအားပေးပြီးတော့ပြောချင်ပါတယ်ဆိုတော့အားလုံးပဲအတင်ချထားကြပါဆိုတော့ကျွန်တော်တို့အားလုံးဆင်ပြေမဲ့နေရက်တရက်မြန်ဆုံးပြန်ပြီးတော့ရောက်ရှိလာမယ်လို့ယူကြည်ပါတယ်ဆိုလည်းတောင်းနေပါတယ်ဗျာ ။အရှိကတိုင်းနဲ့လည်းတကယ်ကိုဒီကွဲဝိုင်းနေကြပါပဲ။ကျွန်တော်တို့မြန်မာဘောလုံးတိုင်းဝိုင်းကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တာဝန်နဲ့တက်ဆွမ်းနေများဒီအလုံးကိုပုံပြီးပြီးနေလို့သူသားနေပါတယ်။အဲငွေအားဖြစ်ဖြစ်လို့ညာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အလုံးသူသားနေပါတယ်။ညာနဲ့ပတ်သက်ပြီးလည်းအခြားကုညီနိုင်တဲ့လူရှိနေတယ်။ကိုယ်တော်ဝင်ပြီးပို့ကျွန်တော်တို့ဖိတ်ပေါ်ပါတယ်ကျွန်တော်နဲ့ပြင်ချလို့ရတဲ့ဖိတ်ကူနေပါတယ် တင်းချက်လက်တွေကြောက်ရတယ်ပြီးငွေရတယ်လူအင်အားကြီးပြီပေါ့နော်ဟိုဖက်လိုက်တာအားလုံးကိုကုညီပြီးတော့ဆောင်ကြယူမယ်ကျွန်တော်ဒီကက်ဒီကက်ကဲနေတဲ့ကာလကိုအခုတော့ပါကျွန်တော်ချုပ်ပြအောင်ပြီးခဲ့တဲ့ match လ28နှစ်တောက်ကြနေမှာတော့ကျွန်တော်တို့မြမသမိုင်းမှာအဆိုးပါဆုံးဒါကလေးတန်းခန်းစားမှုတည်းရဖြစ်ပွားခဲ့ပါတယ်ဆိုတော့2020ခုနှစ်ကစပြီးတော့ ကျွန်တော်မြန်မာနိုင်ငံကကိုဗစ်အခြေအနေကလေ၅နှစ်တာကာလအတွင်းမှာခက်ခဲတွေအများကြီးကိုဖျက်ဆီးနေရတဲ့အချိန်မှာကျွန်တော်တို့အာဆီယံဒေသမြန်မာနိုင်ငံကစပြီးတော့ထိုင်းနိုင်ငံအပါအဝင်အခြားနိုင်ငံရဲ့မှာလည်းငလင်တန်ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ဒီငလင်တန်ကြောင့်ပဲဒါအသက် OA စီးစိမ်တွေဆုံးရှုံးမှုတွေအများကြီးရှိခဲ့ကြပါတယ်။ဆိုတော့ကျွန်တော်ပြည်သူတွေအနေနဲ့ ပိုတက်နိုင်တဲ့အပိုင်းကနေအာလုံးကဝိုင်းဝန်ပြီးတော့ဒါကုညီမှုတွေပြုလုပ်ကြတယ်။ဒါလက်ရှိမှာလည်းနိုင်ငံတကာအတိုင်းဝိုင်းနိုင်ငံတကာဒါအနေကနေဒါကုညီမှုတွေကိုမြန်မာနိုင်ငံအတွက်မှစတင်လှုပ်ဆောင်နေပြီဖြစ်တယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဆိုင်းတိုင်းမန်ဒေးတိုင်းမှာရှိနေတဲ့တချို့နေရာတွေအများစုမှာအခုချိန်ထိခက်ခဲတယ်အများကြီးဖြစ်ပွားရရှိပါတယ်။ဆိုတော့ကျွန်တော်တို့ပြည်သူတွေ အနည်းနဲ့ရောတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ရဲ့ page တွေတဲက UK match day တို့ champion တို့ UK champion match day page တွေကနေလေဒါ KZ ရေးနဲ့နောက်ခုကပြန်လဲထူထောင်ရေးပေါ့လေအခုလောလောဆယ်မှာ KZ ရေးကိုပဲအထူးကထားပြီးတော့ဒါကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေအမျိုးဆုံးကုညီဆောင်ရွက်ပြီးလျက်ရှိပါတယ်ဆိုတော့ကျွန်တော်ဘက်ကကိုတက်နိုင်တဲ့အပိုင်းအပါဝင်မှန်ကန်တဲ့ information တွေသတင်းအချက်အလက်တွေကိုဒါပြည်သူတွေလိုအပ်တဲ့နေရာတွေအထိဖို့တတ်နိုင်ကြပြအကောင်းဆုံးကူညီဆောင်ရွက်ပေးနေသလိုအလူတန်းလူချင်းကြတဲ့သူတွေအားလုံးကိုလည်းတကယ်တမ်းလိုအပ်နေတဲ့နေရာတွေအထိရောက်အောင်ကျွန်တော်ဘက်ကအတတ်နိုင်ဆုံးကိုညီပြီးတော့ recommend ပေးတဲ့ပုံစံမျိုးအပါအဝင်ကျွန်တော်ကိုယ်တိုင်လည်းဒါလှူဒါန်းမှုတွေပြုလုပ်ရရှိပါတယ်ဆိုတော့ဒါကျွန်တော်တို့ငင်းငင်းဘေးတန်ချောက် ဒါကျွန်တော်တို့ထိုင်းနိုင်ငံမှာရောမြန်မာနိုင်ငံမှာပါဝင်နေရရဲ့မှာဖြစ်ပွားခဲ့ကြတဲ့ခက်ခဲဖြစ်ခဲ့ကြတဲ့ပြည်သူတွေအားလုံးဒါအခုချိန်မှာတတ်နိုင်သမျှဒါတောင်းထားမှုနဲ့ဒါလက်ရှိအခြေအနေတွေအားလုံးကိုကျွန်တော်ခက်ခက်ခဲခဲဖြတ်တန်းနေရသည့်တိုင်အောင်ဒါဒီကိစ္စတွေအားလုံးကိုကျွန်တော်တို့ပြည်သူတွေအားလုံးဝိုင်းဝန်းပြီးတော့ဖြေရှင်းချိုးပန်းနေကြပါတယ်ဆိုတော့ကေဇလေးကာလာတွေကိုအခုချိန်မှာအပြည့်အထန်ဆောင်ရွက်နေသလိုကျွန်တော်အနာဂတ်မှာဒီငလင်းတန်းကြောင့် ပြောချပျက်စီးဆုံးရှုံးမှုတွေအားလုံးကိုပြန်လည်ထူထောင်ဖို့အတွက်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်တို့လူငယ်တွေအားလုံးကပေါင်းပြီးတော့ဒါအစွမ်းကုန်ကြိုးစားသွားမှာပါဒီအတွက်ကြောင့်ကျွန်တော်တို့လက်ရှိဖြတ်တန်းနေရတဲ့အခက်အခဲတွေအားလုံးဒီဖြစ်2020တည်းကဖြတ်တန်းလာရတဲ့ပြည်သူတွေရဲ့ဒုက္ခဒုက္ခအခက်အခဲတွေအားလုံးဟာ မနစ်တာကာလာပြောမှာအခက်အခဲတွေဖြစ်နေတဲ့အချိန်မှာဒီငလင်တန်ကြောင့်ဆုံးရှုံးမှုတွေအားလုံးတို့ကျွန်တော်တို့တကယ်ကိုစိတ်မကောင်းဖြစ်နေသလိုဒါလက်ရှိနေထားရဒီအခက်အခဲကြီးကိုအားလုံးဝိုင်းဝန်းပြီးတော့ကြိုလွားဖြတ်သန်းနိုင်ဖို့လေဒါကြိုးစားနေကြပါတယ်ဆိုတော့အခုငလင်ဘေးအတွက်ကုညီမှုတွေအားလုံးအပြင်ဒါအနာဂတ်အတွက်ပြန်လဲထူထောင်ရေးအတွက်လဲချိုးဖောက်မှုတွေပြုလုပ်တဲ့အတွက်ကျွန်တော်ရဲ့ page အားလုံးကရောသက်ဆိုင်ရာ ဒီလူတန်းရှင်တဲ့လူတန်းတွေအားလုံးကိုလည်းမှန်ကန်တဲ့သူတွေလက်ထဲရအောင်အစွမ်းကုန်စူးစမ်းပေးခြင်းသူပြည်သူတွေအားလုံးဒီတစ်ချိန်မှာလည်းပြန်သူစူးစမ်းရင်ဒီအခက်အခဲကြီးကိုဖျက်ဆီးပြီးတော့ကျော်လွှားနိုင်ဖို့ကောင်းဆုံးချိုးပန်းနေကြတာဖြစ်ပါတယ်ဆိုအားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ဆူတောင်းပေးကြတဲ့ညီကိုတွေလည်းဒါကျွန်တော်ပြည်သွားကျွန်တော်လည်းပြန်ရောက်လာပြီပေါ့နော်အဲ့တော့ ကျွန်တော်ကဒီနေရာမှာပြောချင်တာပထမဆုံးအနေနဲ့အခုလက်ရှိမှာသက်ဆဇံပြာကျွန်တော်တို့လုံးဝအိမ်တွေကိုပိတ်ပြီးတော့လက်ရှိချိန်မှာဒါကျွန်တော်တို့ကိုယ့်ရဲ့ချစ်တဲ့မိသားစုတောင်ပိတ်ပြီးတော့ဒါကျွန်တော်ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ကယ်ဆယ်ရေးမိသားစုတွေအကုန်လုံးကိုဒီနေရာကနေပြီးတော့ကျူးတမဒါကျွန်တော်မြန်မာနိုင်ငံမှာမဟုတ်ကျွန်တော်လက်ရှိမှာဒါရောက်နေတဲ့ဒါရေယုတ်ပြည်ကလူတွေကဒါကျွန်တော်ရပ်ဇလာမှာအစ်မာတော်မှာဒါမိသားစုကိုဒါပိတ်ပြီးတော့လာတဲ့မလေးရှားကလူတွေကဒါကျွန်တော်တို့ လက်ရှိမှာကူညီပေးနေတဲ့တယောက်ချင်းစီတိုင်းကကျွန်တော်ဒါအင်အားတွေအများကြီးကျွတ်မှာပြီးတော့ဒါကျွန်တော်တို့ online ပေါ်က warrior တွေပါတချို့သတင်းမားတွေဖြတ်မိတာကျွန်တော်ငပိုးလုပ်နေတဲ့လူတွေအပြင်ရှိတဲ့ဥစ္စာကပါကျွန်တော်တို့ဒါကိုပြည်သူတွေပြည်သူရှိပါတယ်လက်ရှိမှာသတင်းစီးဆင်းမှုမြန်အောင်ကျွန်တော်ညီကိုတွေရှိတယ်ဒါကျွန်တော်တို့ဒါ online ပေါ်ကအမြဲတမ်းလိုအပ်တဲ့အချိန်တွေမှာဒီညီကိုတွေအမြဲတမ်းရှိကြပါတယ် ကျွန်တော်ဒီနေရာမှာဒီညီကိုတွေအကုန်လုံးကိုလည်းလေးစားတယ်လို့ပြောပြစေဒီလို online သတင်းစီစဉ်မှုမှန်ကောင်ထိမ့်သိမ်းပေးတဲ့ညီကိုတွေအကုန်လုံးကိုကျူးတင်ပါတယ်ပြီးဒီနေရာမှာတက်သည့်ပညာရှင်တွေအကုန်လုံးကိုကျူးတင်ပါဒီနေရာမှာဒါကျွန်တော်တို့လိုအပ်တဲ့တက်သည့်ပညာရှင်တွေနဲ့အမြဲတမ်းထွက်ပေါ်လာပြီးတော့အမြဲတမ်းကူညီပေးတဲ့ညီကိုတွေအကုန်လုံးကိုကျူးတင်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာလက်ရှိမှာ ပတ်အဖက်ဖက်ကနေပြီးတော့ကူညီပေးတဲ့ညီကိုတွေအကုန်လုံးကြိုးတင်ပါတယ်ငွေအားလူအားစိတ်အားနှုတ်အားအဖက်ဖက်ကနေပြီးကူညီပေးတဲ့ညီကိုတွေတယောက်ချင်းစီနဲ့အများကြီးကြိုးတင်ပါတယ်ဆုံရှင်သွားတဲ့မိသားစုအနေနဲ့ကျွန်တော်တို့ဘလူမျိုးတွေဆက်ပြီးကူညီရမလဲဆိုတော့ကျွန်တော်သိရဖို့လိုပါတယ်ပြီးကျွန်တော်တို့ဒါကိုခဏတာအဖြစ်ကိုကျွန်တော်လုပ်လို့မရဘူးကျွန်တော်ဒါပြီးရင်ဒါခုနကမိသားစုအနေနဲ့ဆုံရှင်သွားတဲ့လူတွေအများကြီးရှိတယ်ဒီလူတွေကိုကျွန်တော် after math မှာဘလူမျိုးဆက်လက်ပြီးတော့စောင့်ရှောက်မလဲဘလူမျိုးဆက်လက်ပြီးကူညီမလဲတတော်လက်ရှိမှာဒါကျွန်တော်နံပါတ်တွေရဆိုတော်တော်လေးကိုများလာနံပါတ်ဖြစ်တဲ့ဒီလူတွေကိုကျွန်တော်တို့အနာဂတ်တော့မှာဘလူလုပ်မလဲချန်ခဲ့တဲ့ ဲ့ကလေးတွေအတွက်ကြံခဲ့တဲ့မိန်းမတွေအတွက်ကျွန်တဲ့ယောက်ျားတွေအတွက်ကျွန်တော်ဒါစိတ်ချမ်းမာရေးအရာဘယ်လိုမျိုးကူညီမလဲကိုချမ်းမာရေးအရာဘယ်လိုကူညီမလဲကျွန်တော်ဒါစတင်ပြီးစဉ်းစားဖို့လိုပါတယ်ဒီနေရာမှာထပ်ပြီးကျွန်တော်ကျေးဇူးတင်တာအခုလက်ရှိမှာဆွတ်ဆတ်တမန်ဆောင်ရွက်နေတဲ့ဒါကျွန်တော်ညီကိုတွေကိုဒါအများကြီးကျေးဇူးတင်ပါတယ်အဖက်ဘက်ကဒါ online ပေါ်ကောမြေပြင်ပေါ်ကောငွေသားနဲ့ကောစိတ်ချမ်းမာရေးအရာကိုအားပေးမှုတွေကောအဖက်ဘက်ကဒီကြီးအမိကူညီပေးရတာအများကြီးအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ဒီဗီဒီယိုလေးကိုဖြည့်မြအောင်လုပ်ပေးလို့ပြန်ပြီးကျေးဇူးတင်ပါတယ်ဒီနေရာပထမဆုံးအနေနဲ့ဒါကျွန်တော်တို့ ကျွန်တော်ရဲ့အကိုကြီးဒါကျွန်တော်တို့အဲပွဲပြီးမှဂျေဇုတင်မှာဆိုတဲ့အကိုကြီးဒါကျွန်တော်ကိုသစ္စာကိုလည်းဒီနေရာကနေပြီးတော့အထူးပင်ဂျေဇုတင်ပါတယ်ကိုသစ္စာကတော့ကျွန်တော်တည်ရတဲ့အမြဲတမ်းလို့ဒါကျွန်တော်တို့ မှန်နိုင်တာကျွန်တော်ပြောင်းပြန်ဖြစ်ခဲ့ပြီးမယ်ကျွန်တော်ကြီးကိုကြီးရဒီနေရာမှာဆိုတော့အမြင့်တဲ့မှန်ကန်တဲ့ကိုကြီးလို့ပဲပြောရမှာဖြစ်ပါတယ်ထိတ်ဆုံးကနေကျွန်တော်တို့ကညီလေးလှုပ်မယ်လားညီလေးဘယ်လိုဖြစ်စေချင်လဲကျွန်တော်ထိတ်ဆုံးကပြောခဲ့တဲ့ကိုကြီးတယောက်ပါနောက်တစ်ယောက်ကတော့ကျွန်တော်တို့ UK match day နဲ့ champion တွေပဲခံချင်ကျွန်တော်တို့ Arsenal ရဲ့ဒါကျွန်တော် Lionel Messi fan ကြီးစားဖြစ်တဲ့ကိုချမ်းဟင်းပါကိုချမ်းဟင်းကကျွန်တော်အလှူနဲ့ပတ်သက်ဘယ်တော့မှလမ်းမနေရလို့ဖြစ်ပါတယ်ညီလေးကပေါ်တော့ကိုသစ္စာလေးပဲညီလေးလားလှုပ်ပါပါလို့မှာဘယ်လိုဖြစ်ချင်လဲဘယ်လိုလွတ်ရိုက်ပေးရမလဲဒါကကတော့သူရိုက်တာရောကောင်းကောင်းရဲ့လားဆိုကျွန်တော်ပြန်ဒီလိုမျိုးဒါကျွန်တော်ဝါရင်လူတွေကငါရိုက်တာကောင်းကောင်းရဲ့လားပြန် မီးတဲ့အထိကိုဒါကျွန်တော်အမြဲတမ်းစေတနာပြည့်ပါတဲ့လူတွေပါနောက်တစ်ခါကတော့ကျွန်တော်တို့ရှာရှာပပကျွန်တော်တို့ဒါ၃ယောက်ဆုတဲ့ဗီဒီယိုပေါ့နော်ဒါကျွန်တော်တို့ဒါကျွန်တော်အမြဲတမ်းစဉ်းစားခဲ့တဲ့ဒီ၃ယောက်ဆုရင်ပျော်ပါဗီဒီယိုတွေရိုက်မယ်ဆိုအခုလက်ရှိမှာပျော်ပါတဲ့ဗီဒီယိုမျိုးပဲတကယ်ကိုလိုအပ်တဲ့အချိန်မှာကျွန်တော်ညီကိုတွေနောက်ဆုံးတော့ဒါဗီဒီယိုတစ်ခုအနေနဲ့ထွက်သွားခဲ့တယ်ဖြစ်တယ်အဲ့တော့ကိုမင်းမင်းထွန်းဖုတ်ဘောမာချန်ဒါကျွန်တော်တို့ United Show တွေရဲ့ပက်ကန်ရှင်ဒါကျွန်တော်တို့ဆရာကြီးကိုလည်းအများကြီးအများကြီးအများကြီး ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီညကနေပြောချင်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ပြောချင်တာလက်ရှိမှာဒီညမှာအများကြီးအပါဝင်အားဖြည့်ပေးတဲ့လူတွေရှိပါတယ်ပြောတာကျွန်တော်မန်ချက်စတာစီတီအသင်းရဲ့ဒါကျွန်တော်တို့အဝက်ပက်ရှင်ရဲ့ဒါပဲကန်ရှင် ဖြစ်တယ်ဒါကျွန်တော်တို့ ကိုတော်စင်ကိုလည်းဒီနေရာကနေပြီးတော့အများကြီးအများကြီးကျူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒါအာစနယ်ညီကိုနှစ်ယောက်ဖြစ်တဲ့ပထမတစ်ယောက်ကတော့ကျွန်တော်ကိုထုတ်ပါကိုထုတ်ကိုလည်းဒီနေရာမှာကျွန်တော်တတော်ကြီးကိုကျူးတင်နေပြောချင်ပါတယ်လူအားငွေအားကျွန်တော်အကုတ်အမြဲတမ်းမှာရေဘေးမှာလည်းကိုထုတ်တို့ပထမပါကျွန်တော်ဒီနေရာမှာတချို့ဒါမသိတဲ့မသိသေးတဲ့အာစဖိုင်နဲ့ Love is Football ဆိုတဲ့ page ကိုတွားရောက်ပြီးအားပေးလို့ရပါတယ်အမြဲတမ်းထိတ်ဆုံးကနေကိုထုတ်ကတော့ပေါဝင်အားပေးနေစေဖြစ်တယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ကိုပြေပါကိုပြေကတော့လက်ရှိမှာလည်းကျွန်တော်တို့ကျွန်တော်အကူကြီးပါပဲကျွန်တော်လက်ရှိမှာအာစနယ်တရင်းနဲ့ပတ်သက်တကယ်ကိုယုံကြည်ရတဲ့နောက်ထပ်တရင်း တင်ဆက်တဲ့လူပြောဖြစ်တယ်။အခုလက်ရှိချိန်မှာဒီလိုမျိုးပါဝင်အားဖြစ်ပြီးတော့အများကြီးအများကြီးကျေးဇူးပါတယ်။နောက်တစ်ခါကျွန်တော် Liverpool အသင်းရဲ့ပဲကန်ရှေ့ဒါကျွန်တော် Liverpool အသင်းရဲ့ပဲကန် Liverpool လက်ရှိကျကျွန်တော် page ရဲ့ပဲကန်ရှေ့ဖြစ်တဲ့ Liverpool ဒါကျွန်တော်တို့ player များသုံးသပ်ခြင်းကို Tom Reid ကိုကောင်းတဲ့ကူလေဒီညကနေပြီးတော့အများကြီးအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ညကပြောချင်ပါတယ်။ကျွန်တော်တို့မြက်ခင်းစင်းရဲ့ပဲကန်ရှေ့ဒါကျွန်တော်တို့ကိုလက်ယုံကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဒီညမှာကျွန်တော်တို့ဝင်ပြီးတော့ပါဝင်ကူညီပြီးတော့အများကြီးကျေးဇူးတင်ပါတယ်။ကိုလက်ယုံကဒါကျွန်တော်မြက်ခင်းစင်းရဲ့ဒါ page ရဲ့ကျွန်တော် အရင်တည်းကကျွန်တော်တို့ဒါဟိုးရင်ခဲ့ရတာကျွန်တော်တို့ဘောလုံးမှာ vlog တွေဆက်လုပ်တယ်ဆိုခဲ့မြက်ခင်းစိန်ကတည်ရှိခဲ့တဲ့လူတွေတည်းတယောက်ဖြစ်တယ်။အဲ့တော့ဒီနေရာမှာကျွန်တော်ကိုလည်းရုံးကိုလည်းအများကြီးအများကြီးဒီလိုမျိုးဒါကျွန်တော်ပါဝင်ကူညီပေးရတဲ့အများကြီးကျေးဇူးတင်ပါတယ်ဒီနေရာကနေပြီးတော့ပြောပြစေ။ပြီးတော့ဒီနေရာမှာဒါအရေးကြီးတာတွေလည်းအများကြီးကျေးဇူးတင်တယ်ကျွန်တော်ဒီ video edit လုပ်ပေးတယ်ဒါကျွန်တော်တို့ညီငယ်လေးဖြစ်တဲ့ covid ဒါပေါ့နော် covid ဒါလည်းဒီနေရာကနေအများကြီးကျေးဇူးတင်ပါတယ် victor အနေနဲ့ကျွန်တော်ဒါဒီနေရာကိုပတ်စံတပြားတစ်ချက်မှမယူဘဲနဲ့ဒါကျွန်တော်ကိုလုပ်မယ်ကျွန်တော်ချမယ်ပတ်စံကိစ္စမေးလိုက်ဆိုပြီးအမြဲတမ်းပြောတဲ့ညီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ယောက်က d ကျွန်တော်ရဲ့ပြောနေတဲ့နောက်က background sound ကိုဒါကျွန်တော်တို့တီးခတ်ပေးထားတယ်ဒါတီးခတ်ပြီးရဆိုတာကျွန်တော်ကိုယ်တိုင်လည်းတကယ်ကိုကြိုက်နေတတ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်အမြဲတမ်း quality video ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ကိုသတ်ထူးပါကိုသတ်ထူးကကျွန်တော်ရဲ့ဒါကျွန်တော် background sound နေမှာဆိုအမြဲတမ်းရောသူ့ရဲ့သချင်းတွေပေါ်မှာပတ်သက်နေပါတယ်ကျွန်တော်ညီကျွန်တော်ရဲ့ညီပေါ့နော်ကျွန်တော်ညီငယ်လေးဖြစ်တဲ့ဒါကိုသတ်ထူးကိုလည်းကျွန်တော်တို့ဒါဝိုင်းဝန်းပြီးအားပေးကြပါဦးကျွန်တော်ညီငယ်ပြောချင်ပါဒါပေမဲ့လက်ရှိမှာအရေးကြီးတာကတော့ဒီအားပေးမှုတွေကိုဒါ အဲအရင်ဆုံးလိုရမှာကကျွန်တော်တို့ဒါမြန်မာနိုင်ငံအတွက်အပိမှုတွေကိုအများကြီးအများကြီးလိုရမယ်လို့ပြောပြရစေအဲ့တော့စကားကြောရှည်သွားရင်တောင်းပန်ပါလိမ့်ဒီနေ့မှဒါကျွန်တော်ဒီ live ဒီ video ကရတဲ့ monetization ကပတ်စံလေးအကုန်လုံးကိုခုနကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်နှစ်ဆပေါင်းပြီးတော့တူတေသုံးဆပြင်မြောင်းကျွန်တော်လုပ်ပြီးကျွန်တော်အကုန်လုံးကိုလှူသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြည်သူမှာကျွန်တော်တို့ပဲရှိပါတယ်အကုန်လုံးဝိုင်းဝန်းပြီးပါဝင်ကူညီပေးကြပါအောင်လို့ပြောရင်းနဲ့ပဲစိတ်ထဲမကြပါနဲ့ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေအကောင်ဆုံးတွန်းကြအောင်ပါကျော်တော်ကုန်ပြီပါဗျာ